hello hello ဒီဗီဒီယိုလေးကတော့ ETC Thailand မှာသွားပြီးတော့ गे ထားတော့ကဗီဒီယိုလေးပဲဖြစ်ပါတယ်။ ETC Thailand ကိုအချိန်နဲ့အကြောင်းကြောင်းကြောင့်မရောက်လိုက်ရတဲ့သူတွေတို့ကတော့ကျေးဇူးနဲ့တစ်ခါ ETC Thailand ကိုဒီဗီဒီယိုလေးမှာတောက်လိုက်ရအောင်နော်။အတော်များပြောကြရဲတက္ကသီးတွေတအားကြီးရေပေါ့နော်။ဟို ကိုနေတဲ့စရိတ်တွေပါလေရန်စေးကြီးရေးစီပြီးပြောကြရဲတကယ်တမ်းတော့ပေါ့နော်ဒီ festival တွေရဲ့သဘောတရားအရပထမအဦးဆုံးရောင်းတဲ့အချိန်မှာပေါ့နော် ticket တွေဝယ်လို့ရှိရင်ဈေးတပါဆုံးဖြစ်တယ်ဆိုတော့ကျေးဇူးတော်ဆိုလို့ရှိရင်ပွဲကတော့ဒါ January မှာလုပ်မယ်ပွဲဒါပေမဲ့ပထမအဦးဆုံးစရောင်းနေပေါ့နော်ဒီ August လမှာကလေးက ticket ကိုစပြီးရောဝယ်ထားတယ်လုံးမဲ့နေရာလဲဖူကတ်မှာဆိုတော့ပေါ့နော် ကိုရီခီးသွားမယ်နေရမယ်ဆိုတော့တခါတည်းပဲပေါ့နော်လက်မှတ် confirm ပြီးရာနဲ့ နေဖို့ဟိုတယ်ရဲ့ပြီးတော့သွားဖို့ရင်းလက်မှတ်တွေတခါလဲကြိုပြီးဝယ်လိုက်တယ်ပေါ့နော်။ဘာလို့လဲဆိုအနားနေရင်ဒါတွေအလုံးကဟိုဈေးတွေအရန်တက်တက်လို့ပေါ့နော်။ဟိုတယ်ရောက်ပါပြီ။ဟိုတယ်ကတော့ကျဆူကိုကက်စီယာဖူကက်ကိုရွေးထားရဲ့ပေါ့နော်။ကက်စီယာဖူကက်ကပွဲလုံးနဲ့ကွင်းနဲ့အဲဒရိုလင်းနီးတယ်။လမ်းလျှောက်သွားရင်တော့နိုင်ဝက်လောက်ဆိုင်ခဲ့တဲ့ဆိုရင်တော့7မိနစ်7မိနစ်10မိနစ်ပေါ့နော်။အဲ့လောက်ဝင်ချင်ပါဝင်ရဲ့ပေါ့နော်။ဆိုတော့ထုံးစံတိုင်းပွဲလုံးလို့ရှိရင်လမ်းကြီးက traffic အရန်ပိတ်တော့ပေါ့နော်။ ပွဲနာနေရဲ့နေရာကိုရွှေ့လိုက်ဖြစ်တယ်။ Shadow Bus တီကတော့ပွဲက official ထွက်ပြီးတယ်။ဒါပေမဲ့ Shadow Bus ဝေရတဲ့ budget တခုကလည်းပြန်ရှိရယ်။ပြီးတော့ Shadow Bus တီရောက်အောင်ပုံတော့ကိုကအဲ့ point တွေကိုတွားရတဲ့တခြားမလို့ transportation ဈေးကတစ်ခေါက်ပြန်ကုန်နေဆိုတော့မတူဘူးဆိုပြီးတော့နီးနာနေရာကိုရွှေ့ပြလိုက်တယ်ပေါ့နော်။အရောက်ချင်မဲ့လက်မှတ်သွားထုတ်ရမယ့်နေရာကိုသွားခဲ့တယ်ပေါ့နော်။ လက်မှတ်ကရစရူကကက်စီကုတ်ပြီးတော့ဗောနော delivery ကိုမရွေးဘဲနေဟိုရောက်မှထုတ်မယ်ဆိုပြီးတော့ရွေးလိုက်မိရဗောနော်ဆိုတော့ရောက်တဲ့အချိန်မှာလက်မှတ်တစ်ခေါက်သွားပြီးတော့ထုတ်ရတယ်လက်မှတ်ထုတ်တဲ့အခါမှာလေလူတွေအများကြီးတစ်ခေါက်တန်းစီရရဲဆိုတော့ဗောနော်တော်တော်တော့အချိန်ကုန်သွားတယ်အဲ့ဒါကိုတော့အဲဗီဒီယိုလေးမရိုက်ထားခဲ့ဘူးဗောနော်လက်မှတ်ကိုအလူရဲ့နေရာရှာပြီးတော့သွားထုတ်ခဲ့တာဆိုတော့ကွက်ကွက်ပန်းနေဖြစ်နေရတဲ့ဗီဒီယိုလေးမြင်လိုက်ရအောင်ဗောနော် ဆိုတော့ day 1ကိုတားလိုက်မယ် day 1တော့ကလည်းသုံးဆန်တိုင်းပဲပွဲမတိုင်ရဲ့ဒီခက်ပြီးတော့ fit check ကိုမလုပ်လိုက်ရဘူး day 1ကိုတော့ပွဲရနေအရင်စပြီးတော့ကြည့်ကြမယ်နော် ဒါကတော့ပွဲတဲ့ကိုရောက်လာပြီပေါ့နော်ရှေ့မှာလက်မတွေပါရဲ့စစ်ပြီးသွားတော့ဒါ main gate ကိုရောက်လာတာပေါ့နော်ဆိုတော့ EDC ကဘာလို့တခြား festival တွေနဲ့ပေါ့နော်မတူတာလဲဘာလို့လူတွေက EDC ကိုတကူးတကလာပြီးတော့နိုင်ငံနိုင်ငံနဲ့နိုင်ငံကူးပြီးတောင်လာကြတာလဲဆိုလို့ရှိရင်သူကပေါ့နော် DJ DJ တွေကိုပဲတီးသန့်နားထောင်ရမယ်ဆိုတာထပ်ပေါ့နော် festival တွေရဲ့ core value ဖြစ်တဲ့ PLUR ပေါ့နော်ဒီ၄ချက်လုံးကိုအပြည့်ရစီတယ်ပေါ့နော် တော့နာမည်ကြီးတဲ့နိုင်ငံတွေဆိုလို့ရှိရင် Las Vegas, EDC Miami, China ပေါ့နော်အဲ့နိုင်ငံတွေဆိုလို့ရှိရင် EDC ကတော်တော်နာမည်ကြီးတဲ့နေရာမှာပါတယ်။ Thai မှာဆိုလို့ရှိရင်တော့ဒါပထမဦးဆုံးလာလောက်တဲ့ EDC ပွဲဖြစ်တယ်ပေါ့နော်။ ဒီဗီဒီယိုမှာတွေ့ရတဲ့အတိုင်းပဲသူတို့ time vibe ပြအောင်လဲပေါ့နော်ဘလူးရုပ်ကြီးကြီးနဂါးရုပ်ကြီးကြီးအဲ့လိုမျိုးတွေထည့်ထားပေးတယ်ပေါ့နော်ပြီးတော့အများဆုံးတွေ့ရတာကပေါ့နော်ဖူကတ်မိုဒူလာမသိဘူးအများဆုံးတွေ့ရတာတော့ဒီ westerner တွေကိုအများဆုံးတွေ့ရတယ်ဒီမာတွေကတော့တော်တော်များလာကြတာကိုတွေ့ရပါတယ် နောက်တစ်ခုက stage တီဆိုလို့ရှိရင်လည်းပေါ့နော်တနိုင်ငံနဲ့တနိုင်ငံအဲဒီပွဲလုပ်တဲ့အရွေစားပေါ်မူတည်ပြီးတော့ပေါ့နော် stage ရှင်အများကြီးထည့်ထားပြီးတယ်ဒီ Thailand မှာဆိုလို့ရှိရင်တော့ဒီနှစ်မှာပေါ့နော် stage အားကိုတွေ့ရတယ်ပေါ့နော် so main stage ဖြစ်တဲ့ Kinetic V ရှိမယ်ပြီးလို့ရှိရင် Studio Bloom Circuit Ground Bionic Jungle Bombos Aka စသဖြင့်ပေါ့နော်စုစုပေါင်း၅ခုကိုတွေ့ရတယ် stitch ရဆိုလို့ရှိရင်လည်းတစ်ခုနဲ့တစ်ခုတင်းမတူကြလို့လာပြီးတော့ဖွင့်တဲ့ digital တွေကလည်း general မတူကြဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်အများဆုံးတွေ့ရတာကအဲ techno house dubstep hashtag စသဖြင့်ပေါ့နော်အဲတော်တော်များများကိုတွေ့ရတယ် stitch တွေကလည်းကိုကြိုက်တဲ့အဲကိုနှစ်သက်တဲ့ပေါ့နော် general ကိုမူတည်ပြီးတော့ live ပြီးတော့နားထောင်လို့ရတယ်ပေါ့နော် နောက်တစ်ခုကတော့ဒီ main stage တွေအပြင်ပေါ့နော်ဒီကြားထဲကနားနေတဲ့အချိန်တွေမှာလည်းပေါ့နော် AAC နေလို့ရအောင်လို့အဲသူ rest area တွေရှိမယ်ပြီးလို့ရှိရင်ကစားလို့ရတယ်ပေါ့နော်တပ်ပုံရိုက်ပြီးတော့ကစားလို့ရမယ်ဒီရဟတ်လိုဟာတွေပြီးရင်ဒီမြင်းစီးရဲ့ဟာလေးရှိရယ်ပေါ့နော်ဒါပေမဲ့ထုံးစံတိုင်းမှာလူရဲများတဲ့အခါမှာပေါ့နော်အဲ့ဒါတွေကိုစီရဖို့အတွက်တန်းစီပြီးတော့ရှေ့ကြီးကိုစောင့်ရတယ်ပေါ့နော် stage တွေဆိုလို့ရှိရင်လည်းဘောနော၅ခုပါတစ်ခုနဲ့တစ်ခုတော်တော်ကြီးကိုဝေးရယ်ဘောနော်ဒီဝင်ပေါက်ကနေပြီးတော့ main stage ကိုရောက်အောင်ဆိုလို့ရှိရင်မလျှောက်ရဘူးဆိုလို့10မိနစ်15မိနစ်လောက်မှရှိရယ်ဘောနော်အဲ့ဒါမှလည်းတစ်ခုနဲ့တစ်ခုဒီအတန်နေပြန်ပြီးတော့မကြားရအောင်ဘောနော်ဆိုတော့ပြောရမယ်ဆိုရင်ဒီ queen တကွင်းလုံးမှာပေါ့နော်ဒီပွဲအတွက်ကိုတီးတန့်ကိုဟိုသွားတဲ့ vibe ကတော်တော်လေးကိုမိုက်တယ်ပေါ့နော်အဲ့ဒါကိုမှလို့ကိုနဲ့စိတ်တူကိုတူ အကြိုက်တူတဲ့တပည့်တွေ့ရတဲ့အခါပို့ပြီးတော့ပျော်ရတယ်ပေါ့နော်။အဲ့တော့ကျောင်းကျောင်းတယောက်တနိုင်ငံနဲ့တနိုင်ငံမတူကြပြင်မယ်။လာတဲ့နေရာချင်းမတူကြပြင်မယ်။အဲချင်းချင်းမိတ်ဆက်ကြတယ်၊စကားပြောကြတယ်။ဆိုဝစ်ဆုံးနေဆိုလို့ရှိရင်တက်မတယောက်ကတော့လွလလပ်ဘာမှမရှိဘူးလို့အဲ training ဖြစ်နေတဲ့ဝစ်ဆုံးနေပဲဝတ်မလားကိုကြိုက်တဲ့ sexy ဝစ်ဆုံးနေပဲဝတ်မလားအဲကန့်ချီဆိုတော့ကန့်ချီဝစ်ဆုံးနေပဲဝတ်မလားပေါ့နော်ဆိုတော့ကြည့်လို့ရှိရင်ကို fashion တွေကိုကြည့်ရတာကပျော်စရာကြီးပေါ့နော် ဆိုတော့ day 1ကို ကြည့်လိုက်ရအောင် day 1ကတော့သူစုကအများစုပေါ့နော် main stage မှာရှိနေကြတာမို့လို့ video တွေကတော့ main stage ကဗီဒီယိုတွေဖြစ်ပါလိမ့်မယ် day 1ရဲ့အချိန်ဆုံးဆိုလို့ရှိရင်တော့ fisher ပဲဖြစ်ပါတယ် ျစိပြစ်တဲ့ကိုကပေါ့နော်စီးနေကြမဟုတ်တယ်မစီးရကြပြီဖြစ်တဲ့ဘုဖနဲ့ကြီးကိုစီးလာလိုက်တာအောက်ကခွာတွေကပေါ့နော်ဘွဲတဝက်မှာမရှိတော့ဘယ်ကြီးကြချင်ရင်တော့ကြချင်ရင်မင်းမသိတော့ဘူးပေါ့နော်ကံကောင်းတာ stocking လေးဝတ်ထားတော့ stocking နဲ့ပေါ့နော်ဒီ main stage ကနေပြီးတော့ queen ထိတ်တီကိုကြောက်စလက်ခဲကိုနင်းပြန်တာတော်တော်ကြီးကိုရောရောခတ်သွားရပေါ့နော် day 2 day 2ကတော့ chill day ပဲပေါ့နော် ပထမရက်တုန်းကလည်းရှောက်သွားပြီးသွားပြီးဒုတိယရက်မှာလည်းကိုကြည့်ချင်တဲ့ line up က၄ယောက်လောက်ပဲပါတယ်ဆိုတော့အေးအေးဆေးဆေးမှပဲသွားပြတယ်ပေါ့နော်ဒီထူမှာမမျောလည်းမင်းနေပေါ့နော်တော်တော်ကြီးကိုပြောပြရတဲ့ဆက်ကတော့ပူပင်ဆက်ပေါ့စောင့်ရမိုက်တကယ်ရမိုက်တယ်။နေရတာလို့ဆက်အပြည့်ပါပေါ့နော်လုံးဝမနာနဲ့ကပေးရတဲ့အချိန်ဆိုလို့ရှိရင်တော့ဒီ300လောက်ပဲ day three day three ကိုရောက်ပါပြီနေရာလုံးလည်းကဲပြီးပါပြီနောက်ဆုံးနေ့လည်းဖြစ်တယ်ဆိုတော့ပေါ့နော် day three ကိုတော့စောစောလေးတွားဖို့ပြင်ဆင်ထားရပေါ့နော်အဲပထမအဦးဆုံးအစောဆုံးအနေနဲ့ပေါ့နော်ဝခုံးကိုကြည့်ရမယ်ပေါ့နော်ဝခုံးကတခါမှဘယ်ဖက်စတီဗယ်မှမကြည့်ဘူးဆိုတော့ဒါပထမအဦးဆုံးမြင်ရမယ်ပွဲဆိုတော့ပေါ့နော်နယ်လေးပြင်ဆင်ပြီးတော့စောစောလေးတွားလိုက်ပါတယ်။ဟုတ်ကဲ့။ ဟိုကတော့ခေါ်ပါလေ။အမေနဲ့ရောက်ရင်ဆော်လေးချိန်နေမိနာရီတီးရယ်။ဟောအခုထိုင်းရောက်လာတော့လေ။ထိုင်းကနာမည်ကြီးဖြစ်စားနေတယ်ပေါ့နော်။တော်တော်လေးပဲရှင်မစ်ပြန်လောက်သွားရယ်။ပြီးတော့ဒီထိုင်းရပေါ့နော်။ဒီဟာတာအကတွေကိုလည်းဘောနော TikTok ကလစ်တွေကိုသုံးပြီးတော့ဒီ video မှာပြသွားရဲပေါ့နော်သူရဲ့ set solution အဲ့ဒါတော်တော်ထိုင်းနေကြမှာ popular ဖြစ်သွားရဲလို့ပြောလို့ရရဲပေါ့နော် Thailand this one's for you let me hear it tonight D3 ရဲ့ lighting ကိုစောင်းအောင်ပါတော့နောက်ဆုံးနေ့ဆိုတော့သူတို့ပြည့်တုံးပေးထားရပါတော့ခုလင်းပြောရင် day 1မှာတော့ဆိုလို့ရှိရင်တော်တော်ကြီးကိုသူကြည့်ရတာစားမပါတဲ့ဟင်းလိုပဲပေါ့နော်ဘာမှသိပြီးတော့အပြည့်အဝမမြင်အောင် ဖြစ်နေရပါတော့ခု day 3မှာဆိုလို့ရှိရင်တော့သူတို့ share သုံးထားတာကိုတွေ့ရတယ် ဆိုတော့ပြီးတော့ day stream မှာဆက်တိုင်းနေရပေါ့နော် stage တွေမှာလို့ကိုကြည့်ချင်တဲ့ artist တွေပတ်ပါပြီးတော့တိုက်နေတာတိုင်ပတ်တယ်ပေါ့နော် yellow blue နဲ့ dimension ရှိတယ်နောက်တစ်ခုက illinear နဲ့ dimension ပေါ့နော်အဲ့ဒါကတော့တကယ်အဆိုးဆုံးပဲဒါပေမဲ့ yellow glow မှာဆိုလို့ရှိရင်ဒါပေမဲ့ပထမဦးဆုံးကြည့်ရမှာဆိုတော့ဘာမှမရှိဘူးလို့ဒါပေမဲ့ယူလိုက် I'm breathing. ၃ရက်တာပွဲဟူပေါ့နော်တောင်းကျန်ပြီးမှာတော့ခုတင်ပြီးဒီပွဲကိုမဟုတ်ဘူးခက်ခဲနေပါလေဗီဒီယိုတွေပြန်ကြည့်တာပြန်ကြည့်တာရရန်လဲတန်နေရရန်လဲကြည့်နေခဲ့ပါလေလို့ မကြခင်မှာကိုကိုရန်နဲ့ရင်နှစ်တော့မှမတည်ပဲနဲ့ပေါ့နော်ကမ်းခြေမှာသူများကိုထိုင်ပြီးတော့အားနေတဲ့အတွေ့အကြုံပါလေအားလုံးပဲနောက်ဗီဒီယိုမှာကြွတွေ့ပါမယ်ဘိုင်ဘိုင်